ဆီယမရီရဲ့ပုံစံမှုကြောင့်ကာဝယ်စည်းထိုးပြီးတော့ခြေတော်မတန်ဆွမ်းဖြစ်သွားတဲ့မိကလေးအားလုံးပဲမိကလာပါဆယ်ရီတိုင်းနျူဘေးကနေပြလေးကြိုးဆိုလိုက်ပါရီအသက်တနည်းအောင်ကလေးတွေကိုယောဂါတွေကာဝယ်နိုင်အောင်ကာဝယ်စည်းတွေထိုးပေးလေးရှိကြပါရီကာဝယ်စည်းထိုးပြီးတဲ့နောက်မှာပျော်ရွှင်ကျန်းမာနေကြတဲ့ကလေးတွေရှိသလိုအချို့ကလေးတွေကလည်းစည်းထိုးမှားတာကြောင့်တသက်လုံးမတန်မဆွမ်းဖြစ်သွားကြပါရီဒါကြောင့်အချို့မိဘတွေကကလေးတွေကိုကာဝယ်စည်းထိုးပေးမှအရေးစိုးရင်ကြပါရီ ဤတန်စင်မှုဆိုတဲ့မိကလေးကအသက်တလခွဲရွယ်မှာကာဝယ်စေးထူရကနေခြေတော်ရိုးပြော့သွားခဲ့ပြီးအခုတည့်ရည်အထိမတန်ဆွမ်းဖြစ်သွားခဲ့ရသူပါဤတန်စင်မှုကမွေးကင်းစရွယ်မှာတော့ကျန်းမာတဲ့ကလေးတယောက်ဖြစ်ခဲ့ပြီးအသက်တလခွဲရှင်မှာစေးထူမရကနေစတင်ပြီးတော့ရိုးပြော့သွားခဲ့တာပါအရိုးပြော့တာကိုတည်တည်ချင်းမှာကုသပေမဲ့လည်းပြန်ကောင်းမလာခဲ့တော့ပါဘူးစေးထူမမိလိုက်ရှာကနေစတင်ပြီးသူ့ရဲ့ဘဝကအခြားကလေးတွေလိုဒန်းတူမနေထိုင်ရတော့ပါဘူးခြေတော်ကအရိုးပြော့တာကြောင့်ရှောက်လို့မရဘဲနဲ့ကြောင်းတက်လို့လည်းမရခဲ့ပါဘူး ။မိဘတွေကအိမ်မှာဆရာမခေါ်ပြီးတော့စာသင်ပေးလို့ရေးတဲ့ဖတ်တဲ့ရှိသွားခဲ့ပါတယ်။အခြားကလေးတွေကပျော်ပျော်ရွှယ်ရွှယ်ကျောင်းသွားတာကိုမြင်ရင်အားကျနေကြရပဲသူ့အတွက်တော့အိမ်မှာပဲစာသင်ကြရပါတယ်။အခြားကလေးတွေလိုပြေးလွှာစော်စားတာလည်းမရှိခဲ့ရသလို အိမ်ထဲမှာပဲနေထိုင်ခဲ့ရတာခုဆိုရင်တော့အသက်23နှစ်ရှိသွားပါပြီ။ညီမ၃ယောက်ထဲမှာအီတန်ဆေမူကတော့အကြီးဆုံးသမီးဖြစ်ပြီးတဲနဲ့ညီမလေးတွေကတော့ကျန်းမာတန်ဆွမ်းကြပါရယ်။အီတန်ဆေမူကတော့ခြေတော်မတန်ဆွမ်းဖြစ်နေပြီးတော့အလုံးမလုံးနိုင်မင်းနဲ့အားငယ်နေရပါရယ်။သူ့ရဲ့ဆန္ဒကတော့ဆက်ချုပ်သေးပြီးတော့ဆက်ချုပ်တဲ့အလုံးနဲ့မိဘတွေကိုပြန်လဲလို့ကြွေးချင်တာပါ။မိဘတွေမရှိတဲ့နောက်မှာလည်းအတန်မူပဲအเจ้าပညာရဲ့တခုကတက်မြောက်ဖို့အတွက်လိုအပ်တာကြောင့်ဆက်ချုပ်ပညာကိုတည်ကျင်နေပါရယ်။လက်ရှိမှာတော့မိသားစုကစောက်ရှောက်နေပေမဲ့မိဘတွေကိုလည်းသူ့ဘက်ကပြန်လဲကြည့်ရှု ခွင့်ရခြင်းမသေးတယ်။သူများတွေလိုအပြင်ထွက်ပြီးတော့သွာလာတာကိုလည်းအားကျနေပြီးဝီချဲလေးလိုခြင်းနေပါရီ။ဒါပေမဲ့မိဘတွေကမဝယ်ပေးနိုင်တာကြောင့်ဤတန်စေမှုကအိမ်ထဲမှာသာနေနေကြပါရီ။အခုတော့လိုင်တရာကိုကြီးရဲ့လူကြောင့်ဤတန်စေမှုဟာဝီချဲလေးရသွားခဲ့ပြီဖြစ်ပါရီ။ဤတန်စေမှုတွေလိုအပ်တဲ့ဝီချဲလေးကိုလိုင်တရာကိုကြီးနဲ့လူရှင်တွေကစုပေါင်းပြီးရလူတန်းပေးလိုက်တာပါ။ဝီချဲလေးကြောင့်ပြည်လောကကိုကြီးရှုခွင့်ရတော့မှာဖြစ်ပြီးသူ့အတွက်အားတက်စရာဖြစ်လာခဲ့ပါရီ။ ဆချုပ်တင်ခြင်းနဲ့ဤတန်စင်မှုကိုပညာဒဏအနေနဲ့တင် जा ပေးခဲ့တဲ့သူတွေလည်းရှိပါတယ်။ဤတန်စင်မှုဟာရုပ်ရည်လေးချုံမောလှပပေးမယ်လေစေထိုးမလာကြောင်းသူ့ဘဝလေးထိခိုက်နေတာသွားခဲ့ရပါတယ်။စေထိုးသာမမရင်တော့ဒီချိန်မှာသူလဲချားလူငယ်တွေလိုပျော်ရှင်တက်ကြစွာသွားလာနိုင်မှာဖြစ်ပြီးတော့သူဖြစ်ခြင်းတဲ့အတိုင်းနိုင်ငံเจ้าမှာလုပ်လို့နိုင်မှာဖြစ်ပါတယ်။ ကင်ကြောင်းမလာပေမဲ့လည်းဤတန်စင်မှုကသူ့ဘဝကိုကုညီမဲ့သူပေါ်လာပြီးဖြစ်လို့အတက်သွားပြီးဖြစ်ပါရည်။ဤတန်စင်မှုကခြေတော်ရိုးပြော့ပြီးတော့လက်မလျှောက်နိုင်ပေမဲ့မိသားစုကတော့ပြေဝနားလည်ပေးတာကြောင့်မိသားစုကိုလည်းပြန်လည်ကျေးဇူးဆက်ချင်နေပါရည်။တမီကြီးဆုံးဖြစ်ပေမဲ့မိသားစုပေါ်မှာဘာမှပြန်မလုပ်ပေးနိုင်တာကိုအားမလို့အားမရဖြစ်နေပါရည်။ဤတန်စင်မှုလို့စိတ်ထိုးမှားပြီးတော့မတန်ဆွမ်းဖြစ်သွားသူတွေအများကြီးရှိပါရည်။ စိတ်ထိုးမတာကိုတိတိကျင်ကုသပေးပေမဲ့ကုသလို့မရတာကြောင့်သူ့ဘဝလေးကအိမ်ထဲမှာရင်ပြီးဆုံးသွားရတာကိုစိတ်မကောင်းကြပါဘူး။အီတန်စီမူလင်တင်ယူခြင်းနဲ့ဆက်ချုပ်ပညာကိုတစ်ဖက်ကန့်ခတ်တက်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။ကြီးကျူအပ်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။